ဝစ်ထုကိုနားထောင်လိုက်လို့ရှင်ဝစ်ထုရဲ့ taste လေးဖြစ်နေရမယ်။အမဟဲလေးကိုနားထောင်လဲဟဲလေး taste ပေါ့။ကျွန်တော်တို့ပေါင်းစည်းလိုက်တဲ့ခါကျတော့တင်းစက်အရာလာလေးဖြစ်သွားတာပေါ့။ခုနကလိုတင်းစက်လည်းရှိနေတယ်။ဒီနေ့ဒီချိန်ကြီးလည်းရှိနေတယ်။ကျွန်တော်အခွေထင်းအခွေစာလောက်တုံးအောင်ကြတာဒီအခွေကြီးကတီးပြီးသားကြီးဟုတ်တယ် ready made season ပြီးသား ready made ခီးရစချိန်ပြီးသားခီးရစချိန်ပြီးသားတခြားသူတွေနဲ့ချိန်ပြီးသားဟုတ်ကျွန်တော်တို့နဲ့မဟုတ်ဘူး ကျွန်တော်ကျွန်တော်ဒါတကယ်ချင်း withdraw ပါကျွန်တော် teams အဖွဲ့ဝင်ပေါ့နော်ကျွန်တော်တို့အဖွဲ့မှာ9ယောက်ရှိတယ်9ယောက်ထဲမှာဒါတယောက်ပေါ့ဒါကျွန်တော်ရဲ့နော် withdraw ရဲ့အဲကိုထူကတော့ဆုံးသွားပြီနောက်တစ်ခုကခွားဖို့ရှိပါတယ်ပြီးတော့ကိုသေးပေါ့နော်ကျွန်တော်9ယောက်နဲ့ဖွဲ့စည်းထားပါတယ်ဒီအဖွဲ့ရဲ့ manager တည်ထောင်ခဲ့သူကတော့ကိုစိုးနိုင်ထွန်းကိုအကြွေးပဲဖြစ်ပါတယ်နော်အဲ့တော့အဲကျွန်တော်တကယ်ချင်းတွေကလည်းခုနကလိုပေါ့နော်ခုနကအရင်ကတည်းကသူတို့ရ solo album တွေလည်းထွက်ခဲ့တယ် ဒီအခုနောက်ပိုင်းတော့ဟိုနည်းနည်းလေး cash ဖြစ်သွားတာပေါ့နော်ဒါပေမဲ့လည်းအခုတချင်းတွေပြန်လုံးနေပြီပေါ့တချင်းတွေပြန်လုံးနေတဲ့အခါကျတော့ကျွန်တော်လည်းဒီတဲမှာအမြင်ရှိနေတယ်သူဆိုတော့ကိုတိရဲ့ join တဲ့အပိုင်းတွေတကယ်အားနဲ့တကယ်ချင်းကိုအားဖြည့်ရပါလက်စလင်းနဲ့ခွင်တန်းသိကျွန်တော်အခွေထင်းအခွေစာလောက်တော့ကြာအခုပြောတဲ့ဒီတချင်းနေစဉ်းစားတာတွေတီးတာတွေအဲ့ဒီအပိုင်းမှာကျွန်တော်တို့ကရှိမနေဘူးဒီအခွေကြီးကတီးပြီးသားကြီး ဟုတ်တယ် ready made အစီအစဉ်ဒီသား ready made ခီးရဆချိန်မိတာခီးရဆချိန်မိတာတခြားသူတွေနဲ့ချိန်မိတာဟုတ်ကျွန်တော်တို့နဲ့မဟုတ်ဘူးကျွန်တော်ရှေ့မှာရှိတယ်တခြားဖွဲ့ဝင်တွေရှိတယ်ရှိရဆိုတော့သူတို့နဲ့အကြောင်းကြောင်းကြောင်းကျွန်တော်တို့ကအဲ့ဒီနေရာတွေကိုရောက်လာကျွန်တော်ရဲ့ heli ရဲ့ဟိုကျွန်တော်ဟိုဟာငွေချင်းတငွေချင်းကိုထူးအဲကိုထူးရဲ့ကျွန်တော်၃ယောက်ကအဲ့ဒီရှိနေတဲ့နေရာကိုရောက်လာအဲ့တော့အဖွဲ့လက်ရှိလက်ကျန်လက်ကျန်နေရာကိုတဲပါဖို့ဟုတ်တယ် ျွန်တော်တို့ရောရောက်သွားတာ9ရောက်ဖြစ်သွားတာအဲ့မှာတချစ်အခွေကတီးပြီးသားကြီးဝီထုကိုနားထောင်လိုက်လို့ရှင်ဝီထုရဲ့ taste လေးဖြစ်နေရမယ်မဟဲလေးကိုနားထောင်လဲဟဲလေး taste ပေါ့ကျွန်တော်တို့ပေါင်းစီးလိုက်တဲ့ခါကျတော့တင်းစက်အရာသားလေးဖြစ်သွားတာပေါ့နော်အဲအဲ့လိုမျိုးလေးပါနောက်တစ်ခုကကျွန်တော်တို့ကခုနကလိုတင်းစက်လည်းရှိနေတယ်ဒီနေ့ဒီချိန်ကြီးလည်းရှိနေတယ်အဲအဲ့လိုပေါ့ခုနကလိုအခွင့်ကာရတဲ့အချိန်ကြီးကျရင်ကျွန်တော်တို့စင်ပေါ်မှာပြန်ထွေးကြတယ်အဲတစ်ခါကျလို့ရှင်မအားလို့မအလက်လို့ခါကျလို့ရှင်လည်းဒါကိုလုတ်ဆရာရှိရဆက်လို့ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့နှစ်ယောက်က ဘယ်လောက်ထိရေးသက်ဆုံးလဲဆိုတော့ကျွန်တော်ကအရင်တော့အိမ်တော်မကြခင်တော့နေတာတခုသူကလည်းနေတာတခုပေါ့ကျွန်တော်တို့ကအိမ်တော်ကြပြီးတဲ့အချိန်မှာတရက်ကွက်တယ်အခုဆိုလဲအိမ်ဟာအိမ်ဟာ9ငွေကျော်လောက်မှရှိအဲ့တော့ရေဆက်ကဘယ်လောက်ထိဆုံးရလဲဆိုတော့အိုးငငယ်လေး6တန်းချောင်းသားလောက်ကရဆုံးလာဆုံးလာကြတာဒီနေ့ဒီအချိန်ထိကျွန်တော်ကဆုံးပြကြတာဒါပေမဲ့တခုတော့ရှိတာပေါ့ဟိုတနှစ်နေလို့တခါမချင်းပြဘူးဘာကြောင့်လဲဆိုတော့ငငယ်ကတော့အာတပတ်ကို3ရက်လောက်သူ့အိမ်ရောက်နေကြအဲ့တော့သူကလည်းကိုယ်အိမ်လာခေါ်လိုက်ကိုယ်လည်းသူ့အိမ်ရောက်လိုက်ပေါ့နော်ဒါပေမဲ့အခု ိမ်လဲငါးအိမ်လဲဖြစ်လဲဖြစ်သွားအာတနည်းနေလို့တစ်ခါမှတွေ့ပြီ back to millennium ပေါ့အဲဒီပွဲလေးစီစဉ်မယ်ဆိုပြီးကျွန်တော်တို့ရှိကိုအုံဆိုတဲ့တင်းရောက်လာကျွန်တော် surprise ဖြစ်တယ်အဲ့တတင်းရောက်လာရဲ့ surprise ဖြစ်တယ်ဘာလို့ကျွန်တော်တို့ကဒီရေးစီးတောင်းနေမှာရှိမှာတော်တော်ဟိုကင်းကွာဒီမှာ ဲ့လိုမျိုးကြီးပြန်ပြီးတော့ချင်းပေါ်တစ်ခါပြန်တက်ရလိမ့်မယ်လို့လေစိတ်ထဲမှာကူထားတာမရှိဘူးအဲ့မှာလည်းကိုယ်ကလည်းကို shock တစ်ခုတော့ရနောက်ထပ် shock ကဘာရလဲဆိုတော့ကျွန်တော်ပြိသက်ကြီးညာနေမတွေ့ရကြဘူးကြောက်တယ်အဲ့မှာကျွန်တော်ကလေကားလေးမှာဒီလိုကြီးထိုင်နေသူကလည်းရှိတယ်ဖျောင်းလေးလေးငါကြောက်တယ်သူကဘာပြောလဲအားပြရမှမယ်ပြောင်းလာလေကြောက်ဒါမင်းကဒီလောက်ခဏခဏစုံနေရောမဟုတ်ဘူးကဲမင်းတို့နဲ့ငါလည်းတွဲမစိုးရကြာလို့လည်းငါလည်း excited ဖြစ်တယ်ကြောက်တယ် အဲ့ဒါတော့ကျွန်တော်တို့ရဲ့တကယ်ကိုမှတ်တရားဘိမ်မေးလို့မရအဲ့ဒီမိုးလေးနဲ့မင်းလေးနာကိုကြောက်ရောက်မိလာကျွန်တော်တို့ teams အဖွဲ့ရဲ့ market break တက်ပြီးကျေးဇူးတင်ပါတယ်အဲကျွန်တော်တို့ဒီနေ့ဒီချိန်ကြီးမမေးမရော့အားပေးလာခဲ့တဲ့အတွက်ဒီနေ့ကနေကျေးဇူးတင်ပါတယ်လို့ထပ်ပြောချင်ပါတယ် ကျွန်တော်ကတော့အပေါင်းလက္ခဏာလေးပါဝိတကရောအစာပါเนาะအဲ့တော့ပေါင်းပြီးစာအဲနောက်ကျွန်တော်တို့ရဲ့ဟိုအပေါင်းနှုတ်မြောက်စာညီများချင်းလေးတွေကိုဟိုးညီငယ်လေးချစ်ခဲ့ပေးတယ်အဒီဒီချင်းလေးချစ်ခင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အခုကျွန်တော်တငယ်ချင်းဝိထုတ်ရဲ့လက်ထပ်ပွဲဆိုတော့လက်ထပ်တော်ကကြာပါပြီဒါပေမဲ့လက်ထပ်ပွဲဆိုတဲ့ချင်းလေးကိုပရိသတ်ကြီးအားပေးပါအောင်လို့เนาะကျွန်တော်ကျွန်တော်လိုပဲเนาะအများကြီးအားပေးကြပါအောင်